ော်ပြင်းနဲ့တံဖြူစီရဲမြွနဲ့ဝဲခမိကျေးရွာမှာခြံလုံသားတအိုးမြေမြုံမိုင်းနင်းမိပောက်ကွဲမှုကြောင့်ခြေရောက်ပြတ်တရားရရှိခဲ့တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါဗျ။ မလ9ရက်မော်လဝိုင်းကအစိုးရတန်ဖြူစီရဲမြို့နယ်ဝဲခမိကျေးရွာနေချမ်းလုတ်သားတဦးဖြစ်သူအသက်43နှစ်အရွယ်ဦးနန္နာထွန်းဆိုသူဟာဝဲခမိကျေးရွာအနီးမှာရှိတဲ့တောင်ပေါ်ကရာဝချန်အတွင်းပေါင်းမြက်တွေရှင်းလင်းဖို့သွားရောက်စဉ်မြေမြုပ်မိုင်းနေမိပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်မြေမြုပ်မိုင်းနေမိပေါက်ကွဲမှုကြောင့်ဦးနန္နာထုံရဲ့ဘက်ဘက်ခြေချင်းဝတ်ပြက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ညာဘက်ခြေတလုံးမိုင်းစအထိမဲ့ပေါက်ပြဲဒဏ်ရာတွေဘက်ဘက်လက်ဖြံအောက်ပေါက်ပြဲဒဏ်ရာနဲ့ ဘဘက်မေအောက်ပေါပြဲတံရရရှိခဲ့ကြောင်းဒေသခံတဝကပြောပါရယ်၎င်းကဆက်လက်ပြီးအခင်းဖြစ်တဲ့နေ့ကပေါကွဲတံကြားရလို့အနီးနားမှာရှိနေကြတဲ့တခြားခြံသမားတွေတွားကြည့်ကြတော့ဦးနန္နာထွန်းကခြေထောက်မှာဒဏ်ရာတွေနဲ့လဲကျနေတာမျိုးတွေ့တယ်။သူ့ကိုချီပိုးပြီးရွာကိုပြန်ခေါ်လာတယ်။ရွာကနေကားနဲ့တံဖြူစည်ရဲမြွန်းနဲ့ပြည်သူစေယုံကိုပို့ဆောင်ပေးခဲ့ပါတယ်လို့ပြောပါရယ်။ဦးနန္နာထွန်းရရှိခဲ့တဲ့ဒဏ်ရာတွေဟာပြင်းထန်တဲ့အတွက် တန်ဖြူစည်ရဲမြို့နယ်ပြည်သူ့စင်းရုံကနေတဆင့်မော်လမြိုင်မြို့မှာရှိတဲ့ပြည်သူ့စင်းရုံကြီးကိုလူနာတင်ရင်နဲ့ထပ်မံတင်ပို့ခဲ့ရကြောင်းလဲ၎င်းဒေသခံကဆိုပါတယ်။ရှမန်နစ်ကလည်းမော်ပြည်နယ်တန်ဖြူစည်ရဲမြို့နယ်အတွင်ဒေသခံတွေမကြာခဏမြေမြုပ်မိုင်းနှင်းမြစ်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။